ကျေးဇူးရှင်တယောက်လိုဖြစ်နေတဲ့နေတိုးအပေါ်ခုလိုပြုတ်မှုခဲ့ပုံကြောင့်လူပြောများနေရတဲ့ခန့်ကျော်ခန့်ကျော်ကရေစက်တိုးတည်လဲတခါတည်းမစုံစည်းတာဇလန်တွေထဲမှာနေတိုးရဲ့ငယ်ဘဝအဖြစ်ပါဝင်ပြီးကလေးကတဟုန်ထိုးကိုအောင်မြင်လာခဲ့တာပါရန်ပဲဖြစ်သရုပ်ဆောင်တဲ့အိုင်တင်တွေကတက်ဝင်ပြီးပြင်လို့အတိမတ်ပြုခံနေရတာပါအလုံးလက်မဲ့ဖြစ်နေတဲ့ခန့်ကျော်ကအခုဆိုရင်ကြော်ညာတွေရောပွဲတက်တွေပါအခွင့်အရေးတွေပေးခံလာရပါတယ် ခုလိုအောင်မြင်လာအောင်ပံမိုးပေးခဲ့တဲ့သူတွေထဲမှာဆိုနေတိုးကတယောက်ပါဝင်မှာရန်ပင်ငယ်ဘဝမှာတရုပ်ဆောင်ရဖို့အတွက်နေတိုးကထုတ်လုပ်ရေးကိုပြောပေးခဲ့လို့ခန့်ကျော်ကလှုပ်ခွင့်ရခဲ့တာပါဒါအပြင်သူ့ငယ်ဘဝကိုတရုပ်ဆောင်ချိန်မှာသူ့ရဲ့အချိန်တွေထင်ဟက်ကပြင်ပြင်စေဖို့အဝေစားကအစာစီစဉ်ပေးခဲ့တာပါနေတိုးရဲ့ခုလိုစီစဉ်ပေးမှုတွေကြောင့်ခန့်ကျော်ကပူအောင်မြင်ခဲ့ရတာပါဒါကြောင့်မို့ခန့်ကျော်တော်တော်ပထမဆုံးအောင်မြင်မှုရဖို့ကျေးဇူးရှင်ကနေတိုးဖြစ်နေတာပါ ။ပြီးခဲ့တဲ့ရက်မှာတော့ခန်းကျော်ကကျေးဇူးရှင်နေတိုးအိမ်ကိုသွားကာသူ့ရင်ထဲကရှိတဲ့အတိုင်းပြုမှုခဲ့ပါတယ်။ခန်းကျော်ကနေတိုးကိုဆရာတယောက်လိုရောကျေးဇူးရှင်တယောက်လိုပါသဘောထားတာမို့သွားကြောခဲ့တာပါ။နေတိုးအားတဲ့အချိန်ကိုတွေးကျင်လို့အလုံးလုံးနေတော့တဖန်အမြန်သွားခဲ့ပါတယ်။နေတိုးနဲ့တွေးခွင့်ရတဲ့အချိန်မှာခန့်ကျော်ကသတင်းကြော်ထိမ့်မှန်နေနဲ့ကြောခဲ့တာဖြစ်ပါတယ်။ကြောဖို့ကိုလည်းပြီးစွလည်းမဟုတ်ပဲကြောပစ္စည်းတွေကိုတေချာဝယ်သွားခဲ့တာပါ ဒါအပြင်အဖြစ်ကြော်ရာမျိုးမဟုတ်ဘဲနဲ့30ခန်းကဏ္ဍဝင်းကျင်လောက်ထိကြောခဲ့ပါတယ်။နေတိုးကြိုက်တဲ့သုံးဆောင်ပစ္စည်းနှမျိုးရည်နဲ့ငွေသားကြောခဲ့တာပါ။ငွေသားအတွက်ကိုလည်းချင်းနှောင်းနဲ့ကြောခဲ့တာဖြစ်ပါတယ်။ခန့်ကျော်တရားနေတိုးရဲ့ကျေးဇူးကိုအခုလိုတည်တက်လိမ့်မယ်လို့လူအများကလည်းမထင်ထားကြပါဘူး။ခန့်ကျော်ကနေတိုးကိုတိကျကြောခဲ့တယ်လို့ကျေးဇူးတရားတွေအတွက်ကျေးဇူးတင်ကြောင်းလည်းတိကျပြောခဲ့ပါတယ်။ပုံမှန်ဆိုရင်နေတိုးကအခုလိုကြောတာတွေကိုလက်မခံတတ်ပါဘူး။ဒါပေမဲ့ခန့်ကျော်ကသူ့အပေါ်တကယ်ဃာရဝတရားထားရည်ဆိုတာသိလို့လက်ခံခဲ့ပါတယ်။ ကျောင်းပြင်ခန့်ကျော်ကိုဖြစ်စေခြင်းနဲ့စိမ့်နဲ့စုရည်လဲတိချာပေးခဲ့ပါတယ်။ခန့်ကျော်ကိုအမှုပညာလုံးလုပ်တဲ့အချိန်မှာလုံတဲ့နာရီကိုလည်းအကြံပေးခဲ့ပါတယ်။နေတိုးစီကနေအကြံပေးစကားတွေနဲ့ဆုံးမစကားတွေကြားရတဲ့အတွက်ခန့်ကျော်ကတကယ်ကိုပျော်ရွှင်ဝမ်းသာနေခဲ့တာပါ။နေတိုးကသူတယောက်တည်းအတွက်တင်မဟုတ်ပဲမိသားစုအတွက်ပါကျေးဇူးရှင်ဆိုပြီးလဲခန့်ကျော်ကကျေးဇူးတင်စကားကိုရေးသားလာခဲ့ပါတယ်။နေတိုးကလက်တွဲခေါ်ကလမ်းဖောက်ပေးခဲ့တာကြောင့်ခန့်ကျော်ကပရိသတ်တွေအသိမှတ်ပြုခရရကအလုပ်တွေရလာတာပါ။ ဒါကြောင့်မို့ရရှိတဲ့နုပညာကျေးတွေနဲ့မိဘတွေကိုလည်းထောက်ပံ့နိုင်ပါပြီ။ဒါကြောင့်မို့သူတယောက်တည်းတွေမဟုတ်ဘဲမိသားစုအတွက်ပါပြည်လျောင်လုပ်ပေးတဲ့ကျေးဇူးရှင်လိုတတ်မှတ်ထားတဲ့ခန့်ကျော်ရဲ့စိတ်ထားကလူအများကြားမှပြောကြားဖြစ်နေတာပါ။ဒီစကားတွေကြောင့်ပဲခန့်ကျော်ကဟန်ပြလုပ်နေတာမဟုတ်ဘဲရှင်တွေကနေတကယ်ကိုကျေးဇူးတည်တတ်တယ်လို့အတိအမှတ်ပြုနေကြတာဖြစ်ပါတယ်။ပြည်လေပြည်လေတလူနေတိုးကိုအမြဲတမ်းသွားကြောတင်တယ်လို့လည်းအကြံပေးနေကြတာပါ။ခန့်ကျော်ကလည်းနေတိုးကိုသူ့ဘက်ကနေကာရဝါပြုကျင်တဲ့ဆန္ဒတွေအများကြီးရှိနေတာပါ။ ရေတိုးကလည်းလာကြောတဲ့ခန့်ကျော်ကိုမဖို့တသိန်းအောင်ပြန်ပေးခဲ့တာဖြစ်ပါတယ်။ခန့်ကျော်ကသူ့အဆင်ပြေလာချိန်မှာအောက်ခြေလွတ်သွားတာမျိုးလည်းမရှိပါဘူး။ဒါအပြင်စာဝတ်နေရေးတိတ်မပြေလည်တဲ့အဖွားဖြစ်သူဒေါ်မြတ်မွန်ကိုလည်းသူနဲ့တူကြောင်ညာခေါ်ရိုက်ခဲ့သေးတာပါ။အဖွားကခန့်ကျော်ရဲ့အောင်မြင်မှုတွေကိုကြည်ကဝမ်းသာပီတိဖြစ်နေရတာပါ။ခန့်ကျော်ကရတဲ့နုပညာကြီးတွေကနေအဖွားကိုလည်းပေးတယ်လို့ကျန်နာကိုရောမိခင်နဲ့ညီမလေးကိုထောက်ပံ့နေတာပါ ကျေးဇူးတရားကိုတည်တဲ့တယ်လို့လက်တွေတုံးပြန်တတ်တဲ့ခန့်ကျော်ရဲ့စိတ်ထားအပေါ်အမြင်လေးကိုရေးသားပေးခဲ့ပါဦးနော်ကြည့်ရှုပေးကြသူတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်